လေးရှားနိုင်ငံသားဝန်ကြီးမိုဟာမက်ဟာဆန်ဟာအောက်တိုဘာ10ရက်နေ့ကမြန်မာနိုင်ငံကိုနှီးချင်းပြန်ခီးစဉ်လာရောက်ခဲ့ပါတယ်။ဒီခီးစဉ်မှာမြန်မာအရေးအဆီယံအထူးကိုယ်စားလှယ်လိုက်ပါလာခဲ့ပါတယ်။သူတို့နှုတ်ကနေပြီးတော့မှမြန်မာစစ်ကော်မရှင်အကြီးအကဲဗုဒ္ဓမူကြီးမင်းအောင်လိုက်နဲ့တွေ့ဆုံခဲ့ပါတယ်။ဒီခီးစဉ်မှာနိုင်ငံသားဝန်ကြီးမိုဟာမက်ဟာဆန်ဟာပြည်တွင်းမှာဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကိုရှော့ချဖို့အတွက်ပိုဂျိုမူဂျီမင်းအွန်လိုင်းကိုအထူးအလေးထားပြောကြားခဲ့တယ်လို့မလေးရှားဘက်ကသတင်းထုတ်ပြန်ပါတယ်။ဗီဒီယိုမှာတိတုခါရောက်နေတဲ့သူတွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေထိတိယောပေးအပ်ဖို့နိုင်ငံတည်ငြိမ်ရေးအတွက်ဗတ်ပေါင်းစုံကလူတွေနဲ့တွေ့ဆုံဆွေးနွေးရေးဟာအရေးကြီးတယ်ဆိုတဲ့အကြောင်းတွေကိုလည်းမလေးရှားနိုင်ငံသားရေးဝန်ကြီးကထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ စစ်ကောင်စင်ကတော့ဒီဇင်ဘာလမှာစတင်ကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲကိုမလေးရှားဘက်ကထောက်ခံတယ်ဆိုတဲ့သဘောမျိုးသတင်းထုတ်ပြန်ပါတယ်။မလေးရှားကလက်ရှိအာဆီယံအဖွဲ့ရဲ့ဥက္ကဋ္ဌနေရာကိုတာဝန်ယူလာပြီးမြန်မာအရေးတင်းငယ်အေဂျင်ကြီးမှာအဓိကနေရာကနေပါဝင်ဆောင်ရွက်နေတဲ့နိုင်ငံလည်းဖြစ်ပါတယ်။